တနင်္သာရီတိုင်းဒေသကြီးဒဝဲမြို့မှာထီးဖြူဆောင်ပြီးပလင်ပေါ်တက်ခါတရားဟောတဲ့အမျိုးသားတအုပ်ကိုတပ်ဆိုင်ရာကဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့သတင်းရရှိပါရယ်။ဒဝဲမြို့မှာအမျိုးသားတအုပ်ကဝစ်ဖြူစင်ကျင်းဝစ်စင်ပြီးထီးဖြူဆောင်ကပလင်ပေါ်ထိုင်ပြီးတရားဟောနေတဲ့ပုံတွေပြီးခဲ့တဲ့ရက်ပိုင်းကလူမှုကွန်ရက်ဆာမျက်နှာပေါ်မှာပြန့်နှံ့ခဲ့ပြီးတဲ့နောက်တပ်ဆိုင်ရာကစုံစမ်းစစ်ဆေးမှုတွေလှုပ်ဆောင်ပြီးအခုလိုဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်တယ်လို့သိရပါရယ်။ဒဝဲမြို့နယ်ဝဲကျွန်းထိန်လေရက်လေရင်ကွင်းလမ်းမှာ ာသနီကအစာဦးတွေဆောက်လုပ်ပြီးရိတ်တာဖွင့်ကပလင်မော်တက်ပြီးတရားဟောနေတဲ့ဥယေချင်းဆိုသူဖြစ်ကြောင်းအစိုးရအမျိုးသားကိုစက်တမ25ရက်ညနေပိုင်းအချိန်ကတပ်ဆိုင်ရာကတွားရောက်ဖမ်းဆီးထိန်းသိမ်းခဲ့တာဖြစ်တယ်လို့ဒေသခံတဦးကပြောပါတယ်။၎င်းကဆက်လက်ပြီးဥယေချင်းကအရင်ပေတွေဟောတယ်။နောက်ပိုင်းကျမှတရားဟောတာတွေလှုပ်လာတယ်။တရားရိတ်တာတွေပါဖွင့်လာတာမျိုးတွေလှုပ်လာတာပါ။နောက်ပြီးသာသနာရေးဌာနရဲ့ခွင့်ပြုချက်မရှိဘဲနဲ့သာသနာမြေလည်းမဟုတ်ဘဲနဲ့သာသနာအစအဦးတွေဆောက်လုပ်ပြီးတော့ယထာဘူတ ပฏิပတ်တိသာသနာရေးတာအဖြစ်နဲ့ဖွင့်လှစ်ထားတာမျိုးလည်းရှိတယ်။ရေးတာလာဝင်သူတွေကိုတရားပြတရားဟောတာမျိုးတွေလည်းရှိပါတယ်လို့ပြောပါရယ်။အစိုးရအမျိုးသားဟာအရင်ကတည်းကဒဝေမျိုးနဲ့အတွင်ယထာဘူတပฏิယတိသာသနာရေးတာတွေဖွင့်လှစ်ပြီးတရားပြတာတွေရှိခဲ့ပေမဲ့ နောက်ပိုင်းမှသာပလင်ပေါ်တက်ထိုင်ပြီးတရားပြတာတရားဟောတာတွေလှုံ့ဆော်လာတာဖြစ်တယ်လို့သိရကြအောင်၎င်းဒေသခံကဆိုပါတယ်အစောပိုင်းဧတာမှာအထိတ်ထံဝင်သူတွေတရားအထုတ်နေသူတွေအများပြားရှိကြောင်းနဲ့ယမန်နစ်ကကထိန်ပွဲတော်ကျင်းပခဲ့သေးတယ်လို့ဒေသခံတွေရဲ့ပြောကြားချက်တွေအရသိရပါတယ်။လက်ရှိမှာအစောပိုင်းဥယျချင်းဆိုသူကဒဝဲမျိုးမရဲ့စကမ်းမှာဖန်စီထိန်ထိန်ထားပြီးသာသနာဆိုင်ရာပုံမှန် 295ကာဂျီနဲ့အမှုဖွင့်အရေးယူထားတယ်လို့သိရပါဗျ။အလားတူပြီးခဲ့တဲ့စက်တဘာ20ရက်ကလည်းမုံပြင်းနယ်မုတုံမြို့နယ်နှိပတော်ကြီးရွာမှာခွင့်ပြုချက်မရှိဘဲတာသနီကအစာအုပ်တွေဆောက်လုပ်ပြီးထိပြူဆောင်ကပလင်ပေါ်တက်တရားဟောလေးရှိတဲ့ပြည်တကတ်သုံးပုံမေတော်ကြီးဆိုတဲ့အမျိုးသမီးကြီးတအူးကိုလည်းသက်ဆိုင်ရာကဖမ်းဆီးထိန်သိမ်းပြီးမုတုံမြို့မှာရဲစခန်းမှာတာသနာညှွန်းနှွှဲစီမှုပုံမှန်295အရအမှုဖွင့်အရေးယူထားတယ်လို့သိရပါဗျ။